ကောဝိဒရဲ့ခမီးတော်ပေါ်ရှင်နဲ့သာသမီများဓမ္မမိတ်ဆွေများကိုဘုန်းကြီးနေနဲ့မိကောင်းဆွေကောင်းနဲ့ခီးသွာခြင်းဆိုတဲ့ဒီတရားကိုဟောပေးမယ်။ဒီနေ့ဟောတဲ့အခါမှာဘုန်းကြီးကဖရာအလောင်းတော်ပါရမီတွေအတော်တန်ရင့်ကျက်နေတဲ့ဖရာအလောင်းတော်မိကောင်းဆွေကောင်းမရှိတဲ့အတွက်ဘလို့ခြေနေရောက်သွားခဲ့ရတယ်လေ။ အင်မတန်မှပါရမီဘုံကံပြည့်စုံတဲ့ဖရာလောင်းတော်တောင်မှမိကောင်းဆွေကောင်းနဲ့မတွေ့ရတဲ့အခါမိကောင်းပါကောင်းနဲ့မတွေ့ရတဲ့အခါဘလူချီနေမျိုးဖြစ်သွားခဲ့တယ်လေဒါလေးကိုလည်းဟောပေးမယ်။နောက်ပိုင်းမှာဘုန်းကြီးတို့မိကောင်းဆွေကောင်းဖြစ်တဲ့တငယ်ချင်းကောင်းနဲ့ပေါင်းတင်ရတဲ့အတွက်ဘလူကျိုးရလက်တွေရသွားခဲ့တယ်လေအဲ့တော့ပါရမီရှင်ဖြစ်တဲ့ဖရာလောင်းတော် ကတ္တပဘုရားရှင်လက်ထက်ပါရမီတွေရင့်ကျက်နေတဲ့ဘုရားလောင်းတော်ရဲ့ဘဝကိုအဓိကအပြင်သုံးသပ်ပြီးတော့မိကောင်းဆွေကောင်းအရေးကြီးဖို့ဒါလေးကိုမိကောင်းဆွေကောင်းနဲ့ဖြီးသွာခြင်းဆိုပြီးတော့ဟောခဲ့တယ်ပေါ့အဲ့တော့ဘုရားလောင်းတော်ပါရမီရင့်ကျက်နေတဲ့ဘုရားအလောင်းတော်တောင်မှမိကောင်းဖားကောင်းဆွေကောင်းမျိုးကောင်းဒီလိုမိကောင်းဆွေကောင်းနဲ့မတွေ့ရတဲ့အခါအခြေအနေဟာဆိုးရွားသွားခဲ့ပါတယ် မိကောင်းဆွေကောင်းနဲ့တွေ့တဲ့အခါကျမှဘဝဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်သွားတယ်ဆိုတော့ပါရမီရှင်ဖြစ်တဲ့ဖရာလောင်းတောင်ဒါမျိုးဖြစ်သေးတာငါတို့ပုထုဇဉ်တွေမှာမိကောင်းဆွေကောင်းတိတ်လိုအပ်ပါလားလို့ဒါလေးတွေကိုသင်ခန်းစာယူပြီးတော့ကိုယ့်အတွက်မိကောင်းဆွေကောင်းစီကကိုကိုယ်တဲ့တန်ဃာတော်ရှင်မတီဆရာကောင်းတမကောင်းဒါတွေရေးကြည့်တဲ့အကြောင်းလေးတွေတတိထားမိပြီးတော့စီကရှာဖွေပြီးတော့ရှာဖွေစီကပြီးတော့ ကိုဘွားကိုလမ်းမှန်ဖို့ရောက်အောင်ပြုပြင်နိုင်အောင်မိကောင်းစေကောင်းနဲ့ခီးသွွားခြင်းဆိုတဲ့ဒီတရားကိုပဲဟောပေးမယ်ပေါ့အကြောင်းအရာကတော့ဖရာအလောင်းတော်ပါရမီရင့်ကျက်နေတဲ့ဖရာလောင်းတို့ရဲ့ဘဝတစ်ခုတုံသက်ပြီးတော့ဟောပေးမယ်ပေါ့ဘုန်းကြီးတို့မိကောင်းစေကောင်းဟာအရေးကြီးတယ်ပေါ့ကဲအလုံးမိကောင်းစေကောင်းအရေးကြီးတဲ့အကြောင်းကဗျာတန်ပေါက်လေးဆိုရအောင်လှုပ်ချလိုက်လိုက်ဆိုလိုက်ခยีသွားရာ မိကောင်းဟာလွန်စွာလူအလှပေသည်ခยีသွားရာမိကောင်းဟာလွန်စွာလူအလှပေသည်မိကောင်းနဲ့သာသွားလာပါမှန်စွာပြီးကင်းလုံးကြုံသည် မိကောင်းနဲ့သာသွာလာပါမှန်စွာဘေးကင်းလုံခြုံသည်နိဗ္ဗာန်ချမ်းသာရနိုင်ပါမြတ်စွာဘုရားမိန်ခဲ့သည်နိဗ္ဗာန်ချမ်းသာရနိုင်ပါ မြတ်စွာဘုရားမိန်ခဲ့သည်ဖျားရှင်ကခྱི་သွားတဲ့အခါခྱི་တူပဲဖြစ်ဖြစ်ခྱི་ရှည်ပဲဖြစ်ဖြစ်မိကောင်းဆွေကောင်းတိတ်ပြီးတော့လိုအပ်တယ်ဒါတွေကဘုန်းကြီးတို့ဖျားရှင်ဟောခဲ့တဲ့တရားတော်တွေအရာဖျားလုံးတော့ကျင်လည်ခဲ့ရတဲ့ဘဝတွေအရာတုံသက်လို့ရတယ်မိမိတို့ယခုမျက်မြင်ကြည့်လို့ရှိရင်လည်းဒါတွေကတုံသက်လို့ရတာပဲ ဲ့တော့မိကောင်းဆွေကောင်းနဲ့ခီးသွားရရင်ဘာဖြစ်တယ်လဲဘေးကင်းတယ်လုံခြုံတယ်အန္တရာယ်အသွေးသွေးရနေกินလို့ပြီးတော့လုံခြုံတဲ့ဘဝမျိုးကိုခံစားရတယ်နောက်ဆုံးမြတ်စွာဘုရားက မိကောင်းဆွေကောင်းနဲ့တန်ត្រာခီးကိုသွားရရင်နိဗ္ဗာန်ချမ်းသာသည့်မျက်မှောက်ပြုနိုင်ပါတယ်ဒီလောက်ထိမြတ်စွာဘုရားကအာမခံတော်မူခဲ့တာပေါ့ဒါကြောင့်ဘုန်းကြီးတို့ခီးသွားတဲ့အခါခီးတူပဲဖြစ်ဖြစ်ခီးရှည်ပဲဖြစ်ဖြစ် မိကောင်းဆွေကောင်းတိတ်ပြီးတော့လိုအပ်တယ်ပေါ့ခရီးတူဆိုတာဘာလဲဆိုတော့ဒီဘွားမှာမိမိတို့သွားလာနေတဲ့နိုင်ငံခြားခရီးအပါအဝင်ခရီးအားလုံးဟာခရီးတူတွေတဲ့တန်တရာခီးနဲ့ထောက်ဆလို့ရှိရင်တန်တရာခီးကိုထောက်ဆရင်ဒီခီးတွေကဘာမှမပြောပါတော့ခီးတူလေးတွေပဲအဲ့တော့ဒီခီးတူသွားတဲ့အခါမှာလည်းပဲမိကောင်းဆွေကောင်းတိတ်ပြီးတော့လိုအပ်တယ်ကားစီသွားတယ် မူတယ်မော်တယ်အန်တယ်စသည်ဖြင့်တခုခုဘေးအဒုက္ခအန္တရာယ်ကြုံတွေ့ရင်မိကောင်းဆွေကောင်းပါလို့ရှိရင်ဒီခကြီးဟာဘေးကင်းတယ်လုံခြုံတယ်အတန်အတရာယ်ဆိုရင်စီကမရှိဘူးပေါ့တကယ်လို့မိကောင်းဆွေကောင်းမပါဘူးသိပြီးတော့အတ္တကြီးတဲ့ပုဂ္ဂိုလ်တယောက်ကားဘောယထားဘောလေရင်ဘောမှာပါလာပြီဆိုရင်ဘဝကျင်ဟာလည်းပဲသိပြီးတော့ဒုက္ခရောက်ရတာပဲဒီပုဂ္ဂိုလ်က ူချမ်းသာဖို့သူစင်ပြေဖို့သူလှုပ်ချင်အောင်လုပ်မယ်။ပဝန်းကျင်ကိုဂယုမဆိုင်ဘူးဆိုရင်ခီးသွားတယ်အန္တရာယ်များတယ်အ ਨੇ စုံစိတ်ချမ်းသာမှုတော့မရနိုင်စိတ်ဆင်းရဲမှုတွေကိုခံစားရတယ်။ဒါကြောင့်ခီးတို့သွားတဲ့အခါမှာလည်းမိကောင်းဆွေကောင်းလိုအပ်တယ်။နိုင်ငံညာခီးလို သွားလို့ပို့ပြီးတော့တောင်းခီးမိကောင်းဆွေကောင်းကလိုအပ်ပါသေးတယ်။ခီးရှိကြတော့တန်တရာခီးသွားတာ တန္တရာခရီးကိုသွားတဲ့ပုဂ္ဂိုလ်ကြတော့အရတမတ်အရတဖို့နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်မပြုသေးပါဘူးဆိုရင်တန္တရာခရီးကတဘောဝပြီးတဘောဝသွားနေရအောင်မှာယနေ့တက္ကယုပောရှင်ဒကမာကြီးတော်ခင်ကြောင့်သာသမီတွေမြေမြစ်တွေမိသားစုတစုဖြစ်နေလာပြီးတော့ဖြစ်ကြရတယ်ဒါပါလဲဆိုတော့ကားတကားပေါ်ခီးသွားတဲ့ကားတကားပေါ်မှာခီးသွားတွေလာပြီးတော့စုံနာနဲ့တူတာပဲ။ ဲ့ခုချိန်မှာဒကမာကြီးတော်ခင်เจ้าကကားပေါ်ကနေပြီးတော့ဆင်းပြီးတော့သူ့လိုတဲ့ခကြီးထွက်ခွာသွားပြီအဲ့တော့မိမိတို့ကြံရစ်တယ်မိမိတို့လည်းပဲမိမိတို့ဆင်းမဲ့မှတ်တိုင်ကြရင်ဒါရီယာဆင်းပြီးတော့သွားကြရမှာ အားလုံးအတူတူသွားပါမယ်ပြောလို့မရဘူးပါရမီဖြည့်ပတ်တည်ဖြစ်နေလာပြီးတော့ဆုံကြတာတဲ့အဲ့တော့ဒီလိုခကြီးသွားတဲ့ချိန်မှာဒကမာကြီးတော်ခင်เจ้าကျမ်းမာရေးမကောင်းတဲ့အချိန် မိမိတို့ဝိုင်းဝန်းပြီးတော့ငွေကြေးတနာစိုက်ထုတ်ကုသပေးတယ်။မေတ္တာတရားတွေနဲ့ကြည်ကြည်ပြူပြူလှုပ်ဆောင်ပေးတယ်။ဒါမိမိတို့ကကိုယ့်ကိုယ်ကိုမိကောင်းဆွေကောင်းဖြစ်အောင်လုပ်ပေးနေတာ။ဒီလိုမိကောင်းဆွေကောင်းဖြစ်အောင်လုပ်ပေးလိုက်တဲ့အတွက်ဒကမကြီးတို့ခင်ကြောက်စိတ်ချမ်းသာသွားမယ်။ဒါဘုန်းကြီးတို့တွေးကြည့်တာနဲ့သိနိုင်တာပဲ။ဘာဖြစ်လို့စိတ်ချမ်းသာတယ်လဲ။မိကောင်းဆွေကောင်းတဲ့တန်တရာခီးကိုတွားရလို့တဲ့။တကယ်လို့များ မိကောင်းဆွေကောင်းနဲ့မသွားရဘဲနဲ့တွန့်တိုးနှမျောနေတဲ့မိသားစုသွားဖြစ်မယ်။ဒီလိုကျန်းမာရေးမကောင်းတာကိုဆေးကုမပေးတဲ့အပြင် အပြစ်တင်တဲ့မိသားစုနဲ့သွားပြီးတော့တွေ့မယ်။အရာရာမှာပစ္စည်းကိုအထိမခံရင်တဲ့မိသားစုနဲ့သွားတွေ့မယ်။ဘလောက်စိတ်ဆင်းရဲလိုက်မလဲ။ဒါကြောင့်မို့မိသားစုတစုဖြစ်နေလာပြီးတော့ပေါင်းစည်းကြတာ။တန်တရာထဲမှာဘုန်းကြီးတို့လာပြီးတော့ဖြစ်ကြရတာခီးသွားတဲ့အခါကားပေါ်ပဲစကားပေါ် ယထာဘောလေရင်ဘောမှာခိတ္တခဏလာဆုံးတယ်လို့ပဲဆုံတဲ့ချိန်လေးမှာစိတ်ကောင်းစိတ်မြင့်တဲ့တူဘောတူမေတ္တာတရားနဲ့မိကောင်းဆွေကောင်းပိသားစွာ ပြုစုမယ်ဆိုရင်ဘုန်းကြီးတို့ဒါတန္တရာကြီးရှိပေမဲ့တိတ်ပြီးတော့စိတ်ဆင်းရဲမှုတော့နေပါသွားမှာပါစိတ်ချမ်းသာမှုတွေပြေဆုံးသွားမှာပါဒါကြောင့်ဘုန်းကြီးတို့ဇနီးမောင်နှံတစ်ယောက်တဘောမှာလက်တွဲကြတယ်ဆိုတာတကယ်လို့မြတ်ဘုန်းကြီးတို့ခင်ပွန်းဖြစ်တဲ့လူကအတားကြီးတယ် ြံတန်းတဲ့စိတ်ရှိတယ်တရိษံလိုရိုင်းဆိုင်တယ်ဇနီးနဲ့တာသမီးတွေဘလို့ဆင်းရဲမလဲတခါဇနီးဖြစ်တဲ့သူကအလောင်းစားတွေဝါဒနာပါတယ်ကိုကျင်တရားတွေဖောက်ပြန်တယ်ကျန်တဲ့ခင်ပွန်းတယ်နဲ့တာသမီးတွေဘလို့စိတ်ဆင်းရဲမလဲဒါဟာမိကောင်းဆွေကောင်းမပီတာလားအကြောင်ဇနီးမောင်နှံနှစ်ဦးတဲ့တောင်မှမိကောင်းစေကောင်းအဖြစ် အရေးကြီးတယ်တန်တရာခီးကတိတ်ပြီးတော့အရေးကြီးတယ် ဒါကြောင့်ဘုန်းကြီးတို့တန်တရာခီးသွားတဲ့ကမိကောင်းစီကောင်းရှိရင်ဘုရားရှင်ကနိဗ္ဗာန်ချမ်းသာတည်မျက်မှောက်ပြုနိုင်ပါတယ်လို့ဒီလိုမိန့်ခဲ့တာဘယ်ချိန်မှာမိန့်ခဲ့တုံးဆိုတော့ဘုရားရှင်ကိုယ်တော်မြတ်တက္ကအတိုင်းနဂရကဆိုတဲ့ဏိကုံးရွာကြီးမှာတာကီဝင်းမင်းကြီးရဲ့နဂရကဆိုတဲ့ဏိကုံးရွာကြီးမှာသတင်းသုံးတဲ့အချိန်ရှင်အနန္ဒာကတနေ့တော့ဘုရားရှင်ရှိတဲ့စီကိုစီကတ်တယ် စည်းကပ်ပြီးတော့ရှင်အာနန္ဒာကဘုရားရှင်ကိုထီချင်းကြီး၅ပါးနဲ့ရှိကိုမဝေလုံမနီလွန်စတဲ့အပြစ်ကင်းတဲ့အရက်မှာထိုင်ပြီးတော့မြတ်စွာဘုရားကိုရှောက်ထားခဲ့မှုတဲ့ဇာတ်ရှိတယ်ဘယ်လိုလဲဆိုတော့မြတ်စွာဘုရားတဲ့ကလျာဏမိတ်တလို့ခေါ်တဲ့မိကောင်းဆွေကောင်း ရှိခြင်းဟာအရိယာမတ်လို့ခေါ်တဲ့မြတ်သောကျင့်ကိုကျင့်သုံးတဲ့နေရာမှာအကျိုးထက်ဝက်ပြီးစီးပါတယ်ဆိုလိုတာကရှင်အာနန္ဒာဆိုလိုတာက မိကောင်းဆွေကောင်းရှိရင်မဖို့နိဗ္ဗာန်ရဖို့အတွက်တဝက်သေးကြပါတယ်ဒီလိုဆိုလိုတာဖြစ်တယ်ပေါ့အဲ့တော့ရှင်အနန္ဒရဲ့ယူဆကမိကောင်းဆွေကောင်းရှိရင်မဖို့နိဗ္ဗာန်ရဖို့တဝက်ကြိုးပြီးတယ်ကိုယ့်ရဲ့ကြိုးစားမှုကြောင့်တဝက်ကြိုးပြီးတယ်ဒါဆိုရင်မဖို့နိဗ္ဗာန်သေးကြတယ်ဒီလိုယူဆပြီးတော့မြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကအာနန္ဒာတဲ့ဒီလိုမပြောနဲ့အာနန္ဒာဒီလိုမပြောနဲ့မိကောင်းဆွေကောင်းရှိခြင်းဟာ ရိယာမတ်လို့ခေါ်တဲ့မြတ်သောကျင့်ကိုကျင့်သုံးတဲ့နေရာမှာအကျိုးအလုံးပြီးနိုင်တဲ့အာနန္ဒာတဲ့မြတ်စွာဘုရားကမိကောင်းဆွေကောင်းရှိမဖို့နိဗ္ဗာန်ရဖို့အတွက်အပြည့်အဝအကျိုးရှိတယ်။ဘုရားရှင်ကတော့အပြည့်အဝလို့ယုံကြည်ခဲ့တယ်။ဒါကြောင့်လျှောက်ထားခဲ့တယ်။ဒါကြောင့်မင်ကြားခဲ့တယ်ပေါ့။အဲ့တော့ဘုရားရှင်ရဲ့အယူဆကြတော့မိကောင်းဆွေကောင်းကိုအမိပြုပြီးမှတိလသမารီပညာရီတူပွားတယ်တရားရှုမကွင်နေရတယ်မိကောင်းဆွေကောင်းနဲ့ပေါင်းတင်တဲ့အတွက် တရားရှိမှတ်ခွင့်ရတဲ့အတွက်မဖို့နိဗ္ဗာန်ကိုရနိုင်တယ်။မိကောင်းစေကောင်းမရှိမဖို့နိဗ္ဗာန်မရနိုင်ဘူး။မြတ်စွာဘုရားကဒါကြောင့်မိန်ကြားတော်မူခဲ့တာ။ဒါကြောင့်မြတ်စွာဘုရားအာနန္ဒာတဲ့အရိယာမတ်လူခေါ်တဲ့မြတ်သောကျင့်ကိုကျင့်သုံးတဲ့နေရာမှာမိကောင်းစေကောင်းရှိခြင်းဟာတဝက်ကျိုးပြီးတယ်ဒီလိုမပြောပါနဲ့ဒီလိုမပြောပါနဲ့။အရိယာမတ်လူခေါ်တဲ့မြတ်သောကျင့်ကိုကျင့်သုံးတဲ့နေရာမှာမိကောင်းစေကောင်းရှိခြင်းဟာအကျိုးအလုံးပြီးပါတယ်။ မြတ်စွာဘုရားကရှင်အာနန္ဒာကိုအကျိုးအလုံးပြည့်တဲ့အကြောင်းမိန့်ကြားခဲ့ဘူးတယ်ပေါ့ဒါကြောင့်မိကောင်းဆွေကောင်းရှိခြင်းဟာနိဗ္ဗာန်ချမ်းသာတိမျက်မှောက်ပြုနိုင်တယ်ဘုန်းကြီးတို့အခြားမကြည့်နဲ့လေဘုရားရှင်တက်တဲ့တုန်းကကုမာရကတ္တပမထေဆိုတာထင်ရှားရှိခဲ့တယ်ဒီမထေကဥပမာဥပမေယတွေနဲ့တန်စာဆင်းပြီးတော့ထူးထူးဆန်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 းကြဲကြဲတရားဟောတဲ့နေရာအရှင်သာရိပုတ္တရာတို့တောင်လိုက်မမီအောင်ထူချားတယ်စွန့်ရည်ကြီးမားတယ်ပေါ့ ။ဤတဲ့ပွေသူမြတ်စွာဘုရားချီးမြှင့်ခဲ့တယ်။စမ်းကြဲတဲ့တရားတွေကိုဟောတဲ့နေရာမှာရှင်ကုမာရကတ္တပအမျက်ဆုံးမှာလို့မြတ်စွာဘုရားချီးကျူးခဲ့တဲ့ယဟန္တာမထေရမြတ်ကြီး။သူ့ရဲ့မိခင်ကလည်းပဲယဟန္တာထေရီမာကြီးပဲ။အဲ့တော့သူတို့ယဟန္တာဖြစ်မဲ့ဘဝတောင်မှမိကောင်းဆွေကောင်းမရတဲ့အတွက်တော်တော်ဒုက္ခရောက်ခဲ့ရတယ်။နောက်ပိုင်းမှာမိကောင်းဆွေကောင်းဆိုတဲ့ဘုရားရှင်နဲ့တွေ့ကြရတဲ့အတွက်သူတို့ဟာမတ်ဖို့နိဗ္ဗာန်ရခဲ့တယ်ပေါ့အချင်းချုပ်ကလေးဘုန်းကြီးပြောပြရရင် ကုမာရကတ္တပမထေရဲ့မိခင်ဟာငငယ်ရွယ်ရွယ်မှာရာဇဂျိုမြို့မှာမွေးဖွားပြီးတော့အင်မတန်ချုံမောလှပတဲ့တထေသမီးတစ်ယောက်ဖြစ်ခဲ့ရဟန်းပြုခြင်းနဲ့ဒါပေမဲ့လို့အိမ်ကတဦးရီတော်သမီးဆိုတော့ရဟန်းပြုခွင့်မပေးခဲ့ဘူးနောက်ပိုင်းအိမ်တောင်ကျအိမ်တောင်ကျပြီးတော့ခင်မွန်းတယ်ကိုအကျိုးချောင်းပြောပြီးတော့နောက်ဆုံးမှာဘိက္ခုနီမဝတ်ခဲ့တယ်တဲ့ရဟန်းမဝတ်ခဲ့တယ် ဲ့တော့ဘယ်မှာဝတ်ခဲ့တယ်လဲဆိုတော့ရာဇေကျုံမြို့မှာရှင်ဒီဝဒက်ရဲ့အရေးအဝါဒအောက်ခိုလုံးပြီးတော့ရှင်ဒီဝဒက်ရဲ့အတင်ပင်ဖြစ်တဲ့တပိမာတွေဖြစ်တဲ့ဘိက္ခုနီမာတွေထံမှာဘိက္ခုနီဝတ်ခဲ့တယ်အဲ့မှာအပေါင်းအသင်းစာမားသွားပြီမိကောင်းဆွေကောင်းနဲ့မတွေ့ရတော့ရုံမာတဲ့မိဆွေဆိုတဲ့ရှင်ဒီဝဒက်လောဘအင်မတန်ကြီးတဲ့ရှင်ဒီဝဒက်ဖျားရှင်ကိုတတ်ပြီးတော့ဖျားလှုပ်ခြင်းတဲ့ရှင်ဒီဝဒက်နာမည်ကြီးခြင်းတဲ့ရှင်ဒီဝဒက် ဲ့တော့ရုံမာတဲ့ဆရာသမားထံသွားပြီးတော့သူ့ရဲ့တပည့်တော်ဝကတွေထဲမှာသွားပြီးတော့ဘိက္ခုနီဝေးရတယ်အဲ့တော့ဒီလိုမိကောင်းဆွေကောင်းနဲ့မတွေ့ဘဲနဲ့ရုံမာတဲ့မိဆွေထံမှာဆရာသမားထံမှာသွားဖြစ်ရတော့ကံကြမ္မာဘလို့ဖြစ်လာလဲဆိုတော့လူဘဝတုန်းကရခဲ့တဲ့ကိုဝန်ကဘိက္ခုနီဘဝရောက်တဲ့အခါကျကိုဝန်ကရှင်လာတယ်ဒီတော့ခြားသောဘိက္ခုနီတွေကမေးမြန်းတဲ့အခါသူ့ရဲ့တီလမကျိုးပါဘူးအနာစာမရှိပါဘူး ဒီကိုဝန်ကဘာဖြစ်လို့ရခဲ့တယ်လဲသူလည်းမသိပါဘူးဒါမျိုးပြန်ဖြေတော့အရှင်ဒီဝရက်စီသွားပြီးတော့ရှောက်ထားတော့အရှင်ဒီဝရက်ကလူထွက်ပေးလိုက်ကြလို့အမိန်ပေးလိုက်ပါတယ်အဲ့ဒီမှာဘိက္ခုနီမလေးကငိုပြီးတော့တောင်းပန်ချတယ်သူကဒီဘိက္ခုနီမဘဝကိုငငယ်ကလေးကဝတ်ခဲ့ခြင်းလားယဟန်ပြုခဲ့ခြင်းလားမိဘတွေကခွင့်မပြုနောက်ခင်မွန်းတဲ့ကိုတောင်းပန်ပြီးမှရလာတဲ့ဘိက္ခုနီဘဝဒီဘဝမှာလည်းပဲကောင်းကောင်းမွန်မွန်နေတယ်ဒါပေမဲ့လို့ အကြောင်းအားလျော်ဆိုတော့လူဘဝရလာတဲ့ကိုဝန်ကရင့်ကျက်လာတော့ထင်လွဲခံရပြီးတော့အရှင်ဒီဝရကလူထွက်ပေးလိုက်ဆိုတော့သူမျက်မျက်နူနူလိုချင်တဲ့ဘိက္ခုနီဘဝကိုသူမစွန့်လွတ်နိုင်အောင်တီးတော့တောင်းမှန်တယ်။ကျမတပည့်တော်ဘိက္ခုနီဝတ်ခဲ့တာကအရှင်ဒီဝရကိုရည်စူးပြီးတော့ဝတ်ခဲ့တာမဟုတ်ပါဘူး။ဆရာဖုရားရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုယေရှုမှန်ထားပြီးတော့ဆရာဖြစ်နေယေရှုမှန်ထားပြီးဘိက္ခုနီဝတ်ခဲ့တာပါ မြတ်စွာဘုရားတန်ပို့ပေးကြပါဆိုပြီးတော့တောင်းမှန်တော့ဘိက္ခုနီတွေက45ယူဇနာလောက်ဝေးတယ်မိုင်ပေါင်း400ကျော်လောက်ဝေးတယ်ဘုန်းကြီးတို့တာဝတိပြည်စေတဝန်เจ้าတော်ကိုလိုက်ပို့ကြရတယ်ပေါ့လိုက်ပို့တော့မြတ်စွာဘုရားကဘိက္ခုနီမာလီရဲ့ဖြစ်ပျက်ကိုသိပေမဲ့အာလုံးသူတစ်ပါးကရဲ့ပြည့်တင်ခြင်းမှာလွတ်အောင်ရှင်ဥပါလိကိုဒီရမှုကိုတန်ရှင်းစင်ကြယ်အောင်စီစစ်ပါဒါမျိုးလေးမိန်ကြားလိုက်တယ် ဲ့တော့ရှင်ဥပါလိကလည်းမိမသားဖြစ်နေတော့ဝိသကအကြောင်းပါယူတောင်းပေးလိုက်တယ်မြတ်စွာဘုရားကဝိသကအကြောင်းပါယူအနာ